ဒီနေ့ညကတော့ကျွန်တော်တို့စာသုံးတဲ့အထဲမှာခရစ်တော်ရဲ့တတို့သမီးတဲ့ဆိုတော့ခရစ်တော်ရဲ့တတို့သမီးရဲ့အတ္တအထဲထဲမှာရပက်ခါရဲ့အတ္တကိုမြင်ရတယ်เนาะဒါပုံဆောင်ချက်เนาะအာဗြဟံကတော့အဖခမဲတော်ကိုပုံဆောင်တယ်သူရဲ့သားဣဇက်ကတော့ခရစ်တော်ကိုပုံဆောင်တယ်ပြီးတော့သူစီမှာရှိတဲ့ဂျွန်အေလီယာဇာကိုကတော့ ်တန်ရှင်တော်ဝိညာဉ်တော်ကိုပုံဆောင်တယ်။ရပက်ခါကိုတော့ဘုရုပုံဆောင်လဲဆိုတတို့သမီး။တနည်းအားဖြင့်ဆိုရင်ခရစ်တော်ဤတတို့သမီးကိုပုံဆောင်ခြင်းဖြစ်တယ်။ရပက်ခါရဲ့အတ္တပေါ့နော်။တတို့သမီးတယောက်ရဲ့အတ္တကသူရှိတဲ့စိတ်ထားလေးကျွန်တော်တဘောကြ။ဒီထဲမှာပါပြောလဲဆိုတဲ့အခါမှာမိမိ၌ရှိသမျှနော်ဒီထဲမှာလေဝိညာဉ်တော်ပေးသမျှလက်ဆောင် ပနာစွမ်းရည်ကိုလက်ခံပြီးတဲ့မိမိ၌ရှိသည်မြီးပါတဲ့မောင်နှမဆွေမျိုးမိษွေနဲ့ဇာတိမြေကိုစွန့်လွတ်လျက်စွန့်လွတ်တယ်ရပက်ခါရဲ့အတ္တတာကတော့သူနေတဲ့သူ့ရဲ့မွေးဖွားတဲ့သူ့ရဲ့ဒေတာမိပါမောင်နှမကိုစွန့်တယ် ကျွန်တော်သွားဆင်ခြင်းတယ်လေဒီနေ့ကျွန်တော်တို့လည်းစွန့်ဖို့အများကြီးရှိတယ်တွေးသားနဲ့ဆိုင်တဲ့အရာကျွန်တော်တို့စွန့်ရမယ်စွန့်ဖို့ရှိတယ်ရပက်ခါတွေသူ့ရဲ့တွေးသားပဲဒါသူ့ရဲ့မိဘမောင်နှမတွေကတွေးခြင်းတွေတွေးသားကိုစွန့်ရဒေတာတွေစွန့်တယ်ဒီမှာဘာကြွေးမွေးခြင်းခံစားရလဲဆိုတော့ ဒီနေ့ကျွန်တော်တို့ဒီလည်းပဲကိုယ့်ရဲ့သွေးသားနဲ့ဆိုင်တဲ့အရာကိုစွန့်တော်သူဖြစ်ဖို့လိုအပ်တယ်တို့သမီးတယောက်ရဲ့တတ္တကိုယ့်ရဲ့ဇာတိအရာနော်ဇာတိအရာကိုစွန့်တော်သူဖြစ်ဖို့လိုအပ်တယ်သွေးသားနဲ့ဆိုင်တဲ့အရာဇာတိနဲ့ဆိုင်တဲ့အရာကိုစွန့်တော်သူအဲ့ဒါသူ့ရဲ့နှလုံးသားကိုတွေ့ရတယ်နောက်တစ်ခုနောက်တစ်ခုကဘာတွေ့ရလဲဆိုတော့အစင်တင့်ဖြစ်တော်အတ္တတာနော် သူ့နှလုံးသားဘု து အတွက်အစင်တင်ဖြစ်တယ်လဲဆိုတဲ့ခါကျရင်တတို့သားနဲ့တွေ့ရန်တဲ့မရောက်ဖူးတိညီတို့တွားရန်အစင်တင်ရှိတယ်အာမင်ဒီနေ့ကျွန်တော်တို့ခရစ်တော်ရဲ့တတို့သမီးလို့ပြောပြီးမှတတို့သားအတွက်နှလုံးသားလည်းအစင်သက်မရှိ တော်တော်ကြွကြတဲ့ခါလေးကြိုက်ကျွန်တော်တို့အဲကျွန်တော်တို့ရဲ့အဲတော့သခင်ယေရှုကျွန်တော်တို့ကိုရယူပေးပါကျွန်တော်အနေနဲ့ဆုတောင်းပါတယ်လို့အာမင်ဒါကြောင့်ရပက်ခါရဲ့အတ္တအထဲထဲမှာကတော့ဘာအတွက်ကတော့အစင်တင်ရှိလဲဆိုရင်တတို့အသားအတွက်ကတော့အစင်တင်ရှိတယ်ဘာကိုကတော့သူစွန့်လို့တလဲဆိုရင်သူ့ရဲ့သွေးသားသွေးချင်း သူ့ရဲ့ပောက်ဖို့သူ့ရဲ့ data ကိုစွန့်တယ်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တမှာအဲ့ဒါပဲကျွန်တော်တို့ရဲ့သွေးသားကျွန်တော်တို့ရဲ့ဇာတိအရာအဲမှာကျွန်တော်တို့နေရင်လေဖရားလက်ထလို့မရเนาะခရစ်တော်လက်ထလို့မရဘာကြောင့်မို့လဲသွေးသားဟာတဲ့နှုတ်ကပတ်တော်ထဲမှာဖရားရဲ့အလိုကိုမဆောင်နိုင်ဘူးတဲ့သွေးသားသွေးသား ဒီနေ့ကျွန်တော်တို့ရဲ့အတ္တအထည်ထဲမှာသခင်ကတကြောင်မို့ကျွန်တော်တို့ကိုအခုရပက်ခာအားဖြင့်ကျွန်တော်တို့ကိုကြွေးမွေးတဲ့အခါမှာကျွန်တော်တို့ရဲ့သွေးသားစာတီကိုစွန့်လျက်ဘုဒ္ဓအတွက်ကတော့အစင်တင်ရှိတဲ့နှလုံးသားလဲဆိုရင်တတို့သားအတွက်ဒီနေ့တတို့သားဘာလုတ်ပေးနေတာလဲအဲ့ဒီတတို့သားတိဖို့လိုအပ်တယ်တတို့သားကလေသူ့ကိုသူပြင်ဆင်ရုံမကဘူးတဲ့ သူကဘာလုပ်ပေးတယ်လဲဆိုရင်တတို့သမီးကိုလည်းပြန်ပြင်ဆင်ပေးတယ်เนาะစာမျက်နှာရှေ့ရောက်လာတဲ့အခါမှာတတို့သားတဲ့ခရစ်တော်ဒီမိမိကိုကိုစွန့်ပေးပြီးเนาะခုနတတို့သမီးကိုရဖို့ရန်အတွက်သူ့ကိုသူအရင်စွန့်တယ်အဲကြောင့်မို့တတို့သားဖြစ်တဲ့ခရစ်တော်ကယင်ဝဖွင့်ချင်းခံရတဲ့အခါမှာအသွေးနဲ့ရေထွက်လာတဲ့အခါကျတော့အသွေးတော်က ရေးဝဲခြင်းဖြစ်တယ်ဘာလဲကျွန်တော်တို့ရဲ့အသွေးမသွန်လောက်ပဲအပြစ်လွတ်ခြင်းမရှိဘူးလို့ပြောတော့ကြောင့်ကျွန်တော်တို့ရဲ့အပြစ်ကိုစေကြောတန်ဆင်ပေးရမကောက်ကျွန်တော်တို့ကိုရေးဝဲအာမင်ပြီးတဲ့အခါမှာရေဟာဖရားရဲ့အသက်ကိုထက်တွင်းပေးတယ်ကျွန်တော်တို့တယောက်ချင်းစီတိုင်းရဲ့အသက်တာအထက်လဲဒါကြောင့်အခုတတို့သားကတတို့သမီးအတွက်သူဘာလုပ်လဲစွန့်နေကိုကိုကိုစွန့်တာ ပြီးရင်တဲ့မိမိကိုကို ပြင်ဆင်ခဲ့ရုံမကဘူးနော်တဲ့မိမိအတွက်တို့သမီးကိုလည်းပြင်ဆင်နေတယ်သူ့ကိုသူပြင်ဆင်ရုံမကောက်သူ့ကိုသူပေးရုံမကောက်သူလက်ထက်မဲ့တို့သမီးအတွက်ပါသူဘာလုပ်ပေးနေလဲဆိုရင်ပြင်ဆင်နေတယ်တို့သမီးအတွက်ပြင်ဆင်ပေးနေတယ်ပြီးတော့တို့သမီးအတွက်တဲ့ကောင်းကင်နေအိမ် နော်ကောင်းကင်နေအိမ်ကိုတို့သားကပြင်ဆင်နေရောမကနော်အိဆိုတာတီးဖို့လိုအပ်တယ်ဖျားကိန်းဝတ်တော်အိမ်ဟာတင်နဲ့ကျွန်တော်ဖြစ်ပါတယ်ထပြောပါမယ်ဖျားကိန်းဝတ်တဲ့အိမ်ကဘာလို့လဲဆိုရင်တင်နဲ့ကျွန်တော်ဘယ်မှာကိန်းဝတ်တာလဲကျွန်တော်မြဲတမ်းပြောပါတယ်ကျွန်ုပ်တို့ရဲ့ဝိညာဉ်ထဲမှာကိန်းဝတ်တာဖြစ်တယ် ဒါကြောင့်တတိယကောင်းကင်မှာရှိတဲ့เนาะအဖခမီးတော်ရဲ့လက်ရတော်ဘက်မှာထိုင်နေတဲ့သားတော်ယေရှုเนาะလူသားယေရှုကအဲ့မှာစိုးစံနေတယ်အခုကျွန်တော်တို့အထဲမှာဘ누구နေလဲဆိုတော့ဖယားသားခရစ်တော်နေတယ်ဝိညာဉ်ထဲမှာဒါကြောင့်ကျွန်တော်ကတတိယကောင်းကင်အဲ့ဒီကောင်းကင်ဘုံကိုဘယ်လိုမျိုးလမ်းတိုးထိလို့ရတယ်လဲဆိုရင် ကျွန်တော်ရဲ့ဝိညာဉ်မှာရှိတဲ့ခရစ်တော်ကိုသခင်ယေရှုသခင်ဘက်ကို ကျွန်တော်လက်တည်တဲ့အခါမှာသခင်ကိုမွေးလျော်တဲ့အခါမှာသခင်နဲ့ပေါင်းစည်းဆက်နွယ်တဲ့အခါမှာမြေကြီးပေါ်မှာခရစ်တော်ကို ကျွန်တော်တို့ထိတဲ့အခါမှာတကြိမ်တပြိုင်တည်းမှာပဲအမြင့်ဆုံးတတ္တယကောင်းကင်ဘုံမှာလည်းပဲကျွန်တော်တကြိမ်တပြိုင်တည်းပါဖြစ်လေ ကျွန်တော်အနေနဲ့လမ်းတို့ထခြင်းဖြစ်တယ်ဝိညာဉ်ဘက်ကိုလက်တီးပြီးမှသခင်ထဲမှာကျွန်တော်ရှိတဲ့အခါမှာတစ်ချိန်ထဲမှာအမြင့်ဆုံးတတ္တယကောင်းကင်ဘုံမှာလူသားယေရှုထဲမှာကျွန်တော်ရှိတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကနိုင်ငံသားကလောကနိုင်ငံသားပဲမဟုတ်ဘူးရုပ်လောကမှာနေတော့ကြောင့်ကျွန်တော်တို့ကနော်လောကမှာလူသား ဖြစ်တယ်လို့ဖယားရဲ့အသက်ကိုရတဲ့ကျွန်တော်တို့တွေဖြစ်တော်ကြောင့်ဖယားရဲ့နိုင်ငံတော်သားဖြစ်တဲ့တစ်ချိန်တည်းမှာနော်နိုင်ငံသားကျွန်တော်တို့နှစ်ခုကျွန်တော်တို့ဖြစ်တယ်ဆိုတာနှစ်ခုရှိတယ်ဆိုတာကျွန်တော်တို့သိဖို့လိုအပ်တယ်ဒါကြောင့်တို့သားကဘာလုပ်ပြီးလဲဆိုပြင်ဆင်ပေးနေတယ်တဲ့ကျွန်တော်တို့ကိုနော်ပြင်ဆင်ပေးနေတယ်ခုနပြောတဲ့ကက်တင်ချင်းကျွန်တော်တို့ကို ကတင်ချင်းပြီးတဲ့နော်ဖြောင်းမှတ်ခြင်းနော်ကတင်ချင်းဝတ်လုံကိုပေးရမကဘူးတဲ့ဖြောင်းမှတ်ခြင်းဝတ်လုံအဲ့ဒါတတို့သားနဲ့လက်ထပ်ဖို့ရန်အတွက်ဆလမာကတော့ဇာနဲ့ရက်လုတ်ပြီးတော့ဝတ်လုံတဲ့ဟဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့ခုနပြောပြီးနော်ကျွန်တော်တို့ရဲ့အသက်တာမှာပုံပြဖရာရက်လုတ်ပြီးတာတီးဖို့အတွက် อืมဒီမှာကြည့်ရအောင်အခုလူ3ဦးเนาะဒါကျွန်တော်တို့ပြောခဲ့ပြီးပြီတခါတည်းမှာကျွန်တော်တို့เนาะအမြင့်ဆုံးတတိယကောင်းကင်ပုံမှာလူသားယေရှုအခုကျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာဘာလို့ရှိလဲဆိုရင်ဖရာသာခရစ်တော်ဖရာသာခရစ်တော်ဘာလို့ပြီးနေလဲကျွန်တော်တို့ကိုရက်လုတ်ပြီးနေတယ်ဘာဝတ်လုံးလဲမင်္ဂလာပွဲတက်ဖို့ဝတ်လုံးအဲအဲ့ဒါရေးကြည့်တယ် မင်္ဂလာပွဲတက်ဖို့ဝတ်လို့ဘယ်မှာလဲကျွန်တော်တို့ရဲ့စိတ်နှလုံးဒီမှာကြည့်ဝိညာဉ်ထဲမှာကတော့ကျွန်တော်တို့ယေရှုယုံကြည်တဲ့အခါမှာတဝိညာဉ်နဲ့ဖြစ်သွားပြီတစ်ကော6ဆက်ခွန်မှာပြောတယ်เนาะထိုတခင်နဲ့မိဝဲတဲ့အခါကျတော့တခင်ဖျားနဲ့သစိတ်တဝိညာဉ်တဲ့ပြန်လဲရယူခြင်းမှာတော့ဗာပြောလဲဆိုရင် ပေါင်းစည်းဆက်နေတဲ့အခါမှာတဲ့ တဝိညာဉ်တည်းဖြစ်တယ်။ဝိညာဉ်ထဲမှာတော့တဝိညာဉ်တည်းဖြစ်သွားတယ်။ဘုရားကဘယ်မှာရက်လုတ်ပေးတယ်လဲဆိုကျွန်တော်တို့ရဲ့စိတ်အခန်းကဏ္ဍအာမင်ကျွန်တော်တို့ရဲ့စိတ်အခန်းကဏ္ဍရက်လုတ်ပေးရတယ်ကျွန်တော်တို့ရဲ့အသည့်စိတ်ကျွန်တော်တို့ရဲ့ခံစားတဲ့စိတ်ကျွန်တော်တို့ရဲ့စန္ဒစိတ်ဒီအသည့်စိတ်ကဘာအသည့်စိတ်ဖြစ်ဖို့လိုရလဲဆိုဝိညာဉ်ရဲ့အသည့်စိတ်ဖြစ်ဖို့လိုရဒါကြောင့်မို့ ဒီဝိညာဉ်ရဲ့အသိစိတ်ကကျွန်တော်တို့ဘုဒ္ဓထံလဲရတာလဲဆိုတဲ့အခါမှာဒီမှာကြည့်ကားတိုင်းကိုမြင်ရတယ်အဲ့ဒီကားတိုင်းပါလေကျွန်တော်တို့ကလေဒီကားတိုင်းကားတိုင်းမှာမရှိဘူးဆိုရင် ကျွန်တော်တို့ကလေသွေးသားဘက်ကိုပဲလဲ့လဲ့သွားလို့တကားတိုင်းကိုလဲ့ဘာကြောင့်မို့လို့ဆိုအဲ့ဒီကားတိုင်းကိုလဲ့တည်တဲ့အခါကျတော့ကျွန်တော်တို့ဘုဒ္ဓကိုနေရာပေးပြတာလေဆိုငါကိုကိုကိုကားတိုင်းမှာထားတဲ့အခါကျတော့ ခရစ်တော်ရဲ့အသက်ကိုကိုကခွင့်ပြုပြီးတာဖြစ်တယ်။အာမင်။ကိုကကားတိုင်းမထမ်းတဲ့အခါကျတော့ကိုရဲ့အသက်နဲ့သွေးသားနဲ့အသက်ရှင်။ဒါကြောင့်ကျွန်တော်တို့ကကားတိုင်းကိုလဲရဆိုအဲ့ဒါကိုပြောတာ။ကားတိုင်းလဲတဲ့အခါကျမှ ကျွန်တော်တို့ရဲ့အသိဉာဏ်ကခရစ်တော်ရဲ့အသိဉာဏ်ဖြစ်လာတယ်။ဝိညာဉ်ရဲ့အသိဉာဏ်။ဘာကြောင့်မို့လဲ။ကျွန်တော်တို့ကကိုကိုကငါဒီခရစ်တော်နဲ့အတူလဝကရဲမှာတည်ပြီလို့ပြောကိုယ့်ရဲ့သွေးသားဇာတိအတ္တလူဟောင်းကို အသေးခံတဲ့အခါကျမှကျွန်တော်ရဲ့အတိညာဏ်ကဝိညာဉ်ဘက်ကိုလဲတဲ့ခရစ်တော်ရဲ့အတိညာဏ်ဖြစ်တယ်ဝိညာဉ်ရဲ့အတိညာဏ်ဖြစ်လာအဲ့ဒီအခါကျမှကျွန်တော်ရဲ့အတ္တမှာအော်သခင်ကျွန်တော်ကိုဘယ်လောက်ချစ်တယ်လဲကျွန်တော်ကိုဘယ်လောက်တန်ဖိုးထားတယ်လဲကျွန်တော်ကိုဘယ်လောက်မြတ်နိုးတယ်လဲကျွန်တော်အတွက်သူဘာလုပ်ပေးနေတယ်လဲဆိုတော့သခင်ရဲ့ယေရှုပြုခြင်းတခင့်ရဲ့မြတ်တာစေတနာကိုလေတီလေးလေးတီလေးလေးယေရှုတင်လက်လေး ဩလက်စားတတ်တော့တခင်ငါကိုအရန်ချစ်ပါလားအော်ငါအဲ့အတွက်တခင်ကမလုပ်ပြီးနေဇာထိုးပြီးနေတယ်ဇာထိုးပြီးနေအေးအဲ့ဒီအခါကျတော့ကျွန်တော်ရဲ့အသိဉာဏ်ကခရစ်တော်ရဲ့မြစ်တာအဲမှာဩတကယ်ခရစ်တော်ရဲ့မြစ်တာကိုမြင်လာတဲ့အခါကျတော့ကျွန်တော်ရဲ့ခံစားစိတ်ကလေတခင်ကိုချစ်တတ်လားဒါမှမဟုတ်ကြည့်မချစ်တတ်ဘူးမလီခရိယန်လေးမချစ်ပါဘူးဖះကို ဘာကိုချစ်တာလဲလောကအရာကိုပဲချစ်တာပဲလေညာလို့ပြရဘူးနေတိုင်းကိုယ့်ရဲ့အသက်ရှင်ခြင်းထဲမှာကိုတည်တာပဲညာလို့မရပါဘူးသခင်နဲ့ဘလောက်အသက်ရှင်လဲဘလောက်သွားတယ်လဲကိုညာလို့မရဒါကြောင့်ကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာအသက်ရှင်ခြင်းထဲမှာသခင်ကိုချစ်တတ်လာတဲ့အရာကဘယ်ကနေလာလဲဆိုအသိဉာဏ်ကနေအဲ့ဒီအသိဉာဏ်က ခရစ်တော်ရဲ့အသိဉာဏ်ဖြစ်လာတာဒါကြောင့်မို့ယေရှုခရစ်၌ရှိတဲ့ထိုစိတ်တဘောတင်တို့၌လည်းအဲ့ဒီအထဲမှာထိုစိတ်တဘောဆိုတာခရစ်တော်ရဲ့အသိဉာဏ်ကကျွန်တော်တို့အထဲမှာရောက်လာတဲ့အခါကျအော်လက်ဆက်တတ်တော်သခင်ကိုရောမေတ္တာအတွက်ကြည်စုတင်တယ်သခင်မေတ္တာအထဲမှာကျွန်တော်တို့ကပြန်လဲတုံ့ပြန်တတ်လာသခင်ကိုချစ်တတ်လာသခင်ကိုမွေ့လျော်တတ်လာဒါကြောင့်မို့စိတ်ကမွေ့လျော်ဝမ်းမြောက်တော်နေရစိတ်ကဘာလောက်လာလဲဆိုကျွန်တော်တို့ရဲ့ เนาะအလိုဆန္ဒကတခင်ကိုခွင့်ပြုလာတခင်ကိုတော်နဲ့ပြေဝလိုပါ၏တခင်ကျွန်တော်အထက်မှာကိုတော်ရှင်တန်ပြီးဒါမှမဟုတ်ကြည့်ဘလောက်စာတုံးချင်းခေါ်ခေါ်ပေါ်ကိုမလာတကယ်ပေါ်ကိုမလာဘူးဘာကြောင့်မို့လဲကိုရဲ့အသက်ရှင်ခြင်းကသွေးသားနဲ့ပဲဖြစ်တဲ့အခါကျအဲ့ဒီသွေးသားအတွက်ပဲသူကစဉ်းစားပြီးသားပဲဝိညာဉ်အရာဟာရှုပ်ပါတယ်ထားလိုက် အဲ့ဒါပါလဲလို့ပြောတဲ့ခါဒီနေ့အဲ့ဒါပဲဒီနေ့ကျွန်တော်တို့ကိုဒီမှာပြထားတဲ့ဥစ္စာလေးအရန်အရေးကြီးတယ်နော်ဒီမှာပြထားတဲ့ဒီ church ဆိုတာကအဲ့ဒါဘု து ကိုပြောတာလဲဆိုရင်ခုနဒီမှာလဲရေးထားပြတာမျက်စိဖြင့်နော်ရပက်ခါဒီတဲ့မျက်စိဖြင့်မမြင်ရတော့ church တခုတည်တော့ဝိညာဉ်အသင်းတော်ကိုဆိုလို့ဒီအဲ့ဒီ church ဆိုတဲ့ဥစ္စာကလေလူသစ်တူကိုပြောတာလူသစ်တူ ဒါကြောင့်မို့ကျွန်တော်တို့နှုတ်ကပတ်တော်ထဲမှာဗျာဒိတ်16ခုနှစ်ထဲမှာနော်တိုးတငယ်ရဲ့မင်္ဂလာဆောင်ပွဲခန်းချင်းရှိပြီလို့ပြောတာကဘာကိုပြောရလဲအဲ့ဒီလူတစ်တူအဲ့ဒါအေးဖက်နှစ်ထဲမှာဒီလိုပြောတယ်နော်ကိုရိုနိုင်းတဲ့အပိုင်ငယ်16ရောက်လာတဲ့အခါထိုလူနှစုတို့ကိုလူတစ်တူတကူဒီဖြစ်စေခြင်းကပြင်ဆင်၍တဲ့ တလုံးတဝတီဖြစ်ပြီးတော့ထိုလူနှစုတို့ကိုလက်ဝါးကားနိုင်တော်အဖြစ်ရန်ကိုတပ်ဖြတ်လက်ဖရာသခင်နဲ့မိတ္တာဟဖွဲ့စီမိအကြောင်းတည်။နော်ဒီမှာကလူမျိုးနှစုကိုပြောတာ။တကယ်တမ်းကျတော့ကျွန်တော်တို့ကိုဘာကိုဆိုလိုတယ်လဲလို့ပြောတဲ့အခါကျတော့နော်ဖရာရဲ့လူမျိုးတော်တွေနဲ့တပါးမျိုးသားတွေကလက်ဝါးကားနိုင်တော်အဖြစ် one new man လူတစ်တူဦးဖြစ်သွားတယ်။အဲ့ဒီလူတစ်တူဦးတော့ အဲ့ဒီလူတစ်တူထဲမှာအခုဖျားပါလုတ်ပြီးနေတယ်လဲဆိုတဲ့ခါမှာကျွန်တော်တို့ကိုတစ်ချိန်တည်းဝိညာဉ်ထဲမှာပြားနှစ်ခုရှိတယ်မမေ့ရဝိညာဉ်ကနေတခါတည်းပဲကျွန်တော်တို့ကိုလူတစ်တူဖြစ်တဲ့ one new man ဆိုဥကောင်းဖြစ်တဲ့ခရစ်တော်ရဲ့ကိုခန္ဓာထဲမှာထည့်လိုက်တယ်နောက်တစ်ခုကျွန်တော်တို့ရဲ့ဝိညာဉ်ကနေစင်ကျွန်တော်တို့ရဲ့စိတ်မှာအလပြင်ပြီးနေတဲ့အရာကျွန်တော်တို့ကိုရက်လုတ်ပြီးနေတဲ့သခင်ရဲ့အသက်နဲ့ တဘောတဘာဝတွေထွက်လာဖို့အတွက် ကျွန်တော်ရဲ့စိတ်ထားတွေထဲမှာဖယားရဲ့တဘောတဘာဝပြည်လာဖို့ဒါကြောင့်မို့တရက်ကြိုင် ကျွန်တော်တို့ကိုတတို့သမီးဆိုတာမြင်ရတဲ့ဒီအဝတ်တွေကို ပြောရမဟုတ်ဘူးဒါပုံဆောင်တဲ့အရာပါလေဖယားရဲ့ quality ဒါကြောင့်ဒီနေ့ဒီထဲမှာဖတ်တဲ့အခါမှာလေအိုးသိကောင်းတယ်ဒီမှာဖတ်တဲ့အခါမှာဒီဘာပြောလဲဆိုတဲ့အခါကျတော့ဆက်ဖတ်လိုက်မယ်နော် မျက်စိဖြင့်မြင်ရတော့ဒေတန္တရအတင်းတော်များ၌ရှိတော်သူတို့သည်တတို့သမီးရဲ့အယေအချင်းမရှိသေးပါအယေအချင်းအယေအချင်းဆိုတာကျွန်တော်ရဲ့အယေချင်းကိုပြောတာမဟုတ်ခရစ်တော်ရဲ့အယေချင်းကိုခရစ်တော်ရဲ့ဖြည့်ပေးနေတဲ့ဖခင်ရဲ့အယေချင်းဒါကြောင့်နောက်ဆုံးကခရစ်တော်ကသူ့ရဲ့တတို့သမီးကို လာချီတဲ့အခါမှာသူ့ရဲ့ကိုယ်ခန္ဓာကိုလာချီတာ အဲအရေးချင်းနဲ့ပြည့်တဲ့သတို့သမီးဒါကြောင့်မို့အဲ့ဒီအရေးချင်းနဲ့ပြည့်တဲ့သတို့သမီးကမတ်တေ25ထဲမှာကြီးတဲ့အခါမှာပညာရှိလို့ခေါ်တယ်။နော်အဲ့ဒီပညာရှိကဘာလဲဆိုတော့မိခွက်ထဲမှာစီဖြည့်ထားရုံမကောက်သူက extra oil လို့ခေါ်တယ်။နော်ဘူးအဲ့ဒီဘူးကဘာလဲကျွန်တော်ရဲ့စိတ်အခန်းကဏ္ဍတွေကိုပြောခြင်းဖြစ်တယ်။အဲ့ဒီအထဲမှာ ဖရာရဲ့အရေးချင်းနဲ့နေ့တိုင်းဖြည့်ပေးနေတော့ကျွန်တော်တို့တဘောတူရအေးအဲဒီတဘောတူသခင်ကိုကျွန်တော်တို့စိတ်ကနေမှုလျော်ဝမ်းမြောက်လာတဲ့အခါကျတော့ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာပါဖြစ်လာပြီပါလာပြီပပလေးပဲတင်ပြောစရာမလိုတင်ဝိညာဉ်လူကဥဆောင်ခြင်းကိုစိတ်ကတဘောတူမှုလျော်ဝမ်းမြောက်တဲ့အခါမှာဒီကိုယ်ခန္ဓာပါကိုပါတာကျွန်တော်တို့ကလေစန္ဒရှင်လေကိုမအားပါဘူး ုတ်ပြောတဲ့ဂျာကကို အချင်းတကူးတကယူပြီးမှကျွန်တော်တို့လှုပ်ဆောင်တတ်ပါတယ်လှုပ်ဆောင်တတ်ပါဒီနေ့ကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာခုနပြောတဲ့အတိုင်းပဲအော်တခင်ကိုမှု့လျော်ဝမ်းမြောက်အသက်နဲ့ပြေဝလာတဲ့ဒီအရေးချင်းနေနဲ့ရောက်လာတဲ့အခါမှာဒီကိုခန္ဓာလေးဆွဲเสียမလို့တန်းလာတာဖျားပဲမှရှိစေခြင်းတယ်ဘယ်နှမ်းမှမှု့လျော်စေခြင်းတယ် ဘယ်မှာတခင်ကကျွန်တော်ကိုဒီအချိန်တိုင်းမှာဘယ်နှမ်းမှ ရှိစေခြင်းနဲ့ကိုသိတယ်သိတယ်အေးအဲ့ဒီအတ္တကဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့အတ္တထမတခင်ရဲ့အရေးအချင်းကိုကျွန်တော်တို့ကိုထည့်ပေးနေတာဒါကြောင့်ဒီနေ့ကျွန်တော်ခံယူရင် ကျွန်တော်အထက်မှာတခင်ရဲ့အတ္တနဲ့တဘောတဘာဝပြေဝလာတာဒါကြောင့်တဲ့တခင်ရဲ့အတ္တနဲ့တဘောတဘာဝပြေဝလာတာဘာဖြစ်လာလဲတဲ့ကျွန်တော်တို့ရဲ့ဇာတိတွေးတာပိုင်းဆိုင်ရာအထက်မှာ အညစ်အကြေးတင်တဲ့အရာတွေသခင်မကြိုက်တဲ့အရာတွေကတဆင်းပြီးတဆင်းတရက်ပြီးတရက်သခင်ရဲ့အသက်ရဲ့ဖြည့်ပေးခြင်းအဖြစ်အဆက်ပြောက်တွေကင်းစီလာတယ်အရေးတွန့်ခြင်းတွေကင်းစီလာကျွန်တော်တို့ရဲ့အသက်တမှာသခင်ရဲ့အလှနဲ့လှပစီလာတယ်ဘုံပွင့်လာတယ်အသင်းတော်တတို့တပီဖြစ်လာတယ်အာမင်သခင်ယေရှုကျွန်တော်တို့တယောက်ချင်းစီတိုင်းကို ကိုရောကပဲ တင်ဆင်ပြီးနေတယ်လှပစီနေတယ်တန်ရှင်းစီနေတဲ့အတွက်ကိုရောကိုချစ်ပါ၏အာမင်